ားလုံးမင်္ဂလာပါအောင်ဟင်း channel မှာကြိုဆိုပါတယ်ကျွန်တော်တို့ပြောပြမယ့်အကြောင်းအရာကတော့ meloxicam ဒါမှမဟုတ် အကိုက်ခဲပျောက်စီးတွေရဲ့ဘေးတွေဆူချူများဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်အားလက်တဲ့နေ့တစ်နေ့မှာကျွန်တော်တို့မိသားစုဟာမိသားစုလိုရင်းနှီးနေတဲ့အိမ်တိမ်ကိုတွားလဲပါတယ်ဇပွဲပေါ်မှာဆေးဘူးတစ်ခုကိုတင်ထားပါတယ်ဆေးနာမယ်က meloxicam 50 mg လို့ရေးထားပါတယ်အမေဖြစ်သူက ဒီစီးရဲ့ဘေးရွက်ဆိုးကျိုးကိုဆရာလာရင် မေးဖို့တင်ထားတာပါဒီအကြောင်းကိုသိကျင်ပါလေတဲ့ဘယ်သူတောက်နေတာလဲဘာတွေတောက်နေတာလဲလို့မေးလိုက်ပါတယ်သမီးတောက်နေတာပါသမီးကဒူးနာလို့တောက်တာပါတဲ့ကျွန်တော်ပြောမိပါတယ်အမေက "तू မဒူးနာတာကိုမေ့ပြီသမီးဒူးနာတာပျောက်တဲ့ဆေးကြောင့်သမီးတစ်ခုခုဖြစ်မှာစိုးရိမ်ပြီးမေးတာကိုတိလို့ပြောမိတာပါအမေဆိုတာမျိုးကဒီလိုပါပဲသူတို့ဘဝကို သားသမီးတွေရဲ့ဘဝထဲမှာ ပေါင်းထည့်ပြီး ဘဝရဲ့အချိန်တွေကိုကုံဆုံးခဲတာကိုကျေနပ်ပျော်ရွှင်နေတာကိုအခါကတွေ့ခဲ့ပူးပါတယ်ဒီလိုမိခင်ပီးသားတဲ့အမေလိုမျိုးကိုတိတက်တဲ့သားသမီးတွေနဲ့ပဲတွေ့ဆုံပါစေလို့ဆုတောင်းမိပါတယ်အသေးစိတ်ကိုတော့ကျွန်တော်ပြန်လေ့လာပြီးမှပြောပြမယ်ခုတော့ဒီဆေးတောက်ရင်အစာစားပြီးမှတောက်တဲ့အစာရင်းနဲ့နှလုံးမှာပြဿနာတွေဖြစ်နိုင်တာမို့ဆရာဝန်ညွှန်ကြားထားတာကိုတိတိကျကျလိုက်နာပြီးတောက်ပါလို့ပြောလိုက်မိဒီဆေးနဲ့ပတ်သက်ပြီးစာရေးပြန်ဖတ်ဖြစ်တယ် အများနဲ့ဆိုင်တဲ့ကိစ္စဖြစ်တာမို့ဒီဗီဒီယိုကြီးဖြစ်လာပါဒါကြောင့်ဒီအကြောင်းဖြစ်ပေါ်လာစေတဲ့မိခင်နဲ့သားသမီးတွေကိုမြေတားထားတဲ့မိခင်တိုင်းကိုကျေးဇူးတင်ပါတယ်ကျွန်တော်စေကန်းဖွင့်တော့ကဒီလိုစီးရီကြောင့်အစာရင်တွေးယူတာမကြာခဏတွေ့ဘူးပါတယ်အစာမရှိပဲတောက်လို့အစာရင်ပေါက်သွားတာကိုခွဲစိတ်တာလဲခဏခဏတွေ့ဘူးခဲ့ပါတယ်ဒါကြောင့်ဒီစီးအကြောင်းကိုအများသိစီခြင်းလို့ရေးလိုက်ပါတယ်အရင်ဆုံးမနော့ဆီကန်ရဲ့အကြောင်းနဲ့ဘေးရွယ်ဆိုးကျိုးကိုပြောအောင် မလောက်ဆီကန်15 mg ဆိုတာအကైခဲပျောက်စီတစ်မျိုးပါဒီဆေးက NSAIDS စတီရိုက်မပါတဲ့ရောင်ရမ်းမှုကျစီတဲ့ဆေးဝါးများလို့ခေါ်တဲ့အုပ်စုထဲမှာပါဝင်ပါတယ်သူကဘာတွေကိုတက်တာစီလဲဆိုရင် နာကျင်မှုရောင်ရမ်းမှုကိုရင်းရောင်ရမ်းမှုတောက်တင်းကြိုက်ခဲမှုတွေကိုတက်တာပျောက်ကင်းစီပါတယ်ဒီဆေးကိုဘယ်လိုယောဂါတွေအတွက်အများဆုံးသုံးလဲဆိုရင်အစ်စ်မြေရောင်ရမ်းခြင်းအယိုးအစ်စ်ရောင်ခြင်း ခောက်အစ်စ်ရောင်ခြင်းခါးနာခြင်းအစ်စ်မြေကြိုက်ခဲခြင်းအခြားကိုရင်းရောင်ရမ်းမှုကြောင့်ဖြစ်တဲ့နာတာရှိကိုယ်ငါနာကျင်မှုတွေအတွက်သုံးပါတယ်။မလောက်စီကန်15မီလီဂရမ်ကိုဘယ်လိုတောက်ရလဲ။တနေ့တစ်ချိန်များသောအားဖြင့်အစာနဲ့ဖြစ်စီရေနဲ့ဖြစ်စီတောက်ပါ။နေ့တိုင်းအချိန်တူတောက်ပါ။မနေ့ပိုင်းဆိုပိုရှင်ပြပါတယ်။ဆရာဝန်ကခွဲချမ်းတောက်ခိုင်းတာရှေ့ဖြက်တောက်ခိုင်းတာမဟုတ်ရင်စေးလုံးအတိုင်းမြူချပါ။ အစာရင်ကိုကာကွယ်ဖို့အစာနဲ့ဖြစ်ဖြစ်၊နှုတ်နဲ့ဖြစ်ဖြစ်တွဲတော့ပါ။ဒီဆေးတောက်ရင်တင့်ဆရာဝန်ရဲ့ညွန်ကြားချက်တွေကိုအတိအကျလိုက်နာဖို့အမြဲတမ်းအရေးကြီးပါတယ်။ဘယ်သူတွေဆင်ခြင်ပြီးတောက်တင့်လဲ။အောက်ပါအချက်တွေရှိရင်တင့်ဆရာဝန်ကိုပြောပြပါ။အစာရင်အနာဒါမှမဟုတ် တွေးယူဘူးတဲ့ရာဇဝင်ရှိရင်နှလုံးကြောက်ကဒါမှမဟုတ်အသေးပြဿနာရှိရင်ကိုယ်ဝန်ဆောင်ဖြစ်နေရင်ဒါမှမဟုတ်နှုတ်တိုက်နေရင်တွေးကျဲစည်းတွေဥပမာ aspirin ဒါမှမဟုတ် ဝါဖာရင်တောက်နေရင်ဆရာအောင်ကိုကြိုတင်အတီးပေးသင့်ပါတယ်။ဆေးအလုံးလိုပဲမနောက်ဆီကင်ကလည်းဘေးထွက်ဆူချိုးပြီးဖြစ်စီနိုင်ပါတယ်။လူတိုင်းတော့မဖြစ်နိုင်ပေမဲ့အဖြစ်များတဲ့ဘေးရွယ်ဆူချိုးနဲ့ပြင်းထန်တဲ့ဘေးရွယ်ဆူချိုးတွေကိုသတိထားခွဲခြားသင့်ပါတယ်။ဖြစ်များတဲ့ဘေးရွယ်ဆူချိုးများပိုက်အောက်တာပြို့တာဝန်းလျှောတာဒါမှမဟုတ်ဝန်းချုပ်တာခေါင်းကိုက်တာဒါမှမဟုတ်မူးဝေတာလေပွားတာဒါမှမဟုတ်ပိုက်တင်းတာဖြစ်စီနိုင်ပါတ ဒီဘေးရဲဆိုးရိုးတွေကများသောအားဖြင့်မပြင်းထန်ပါဘူးခန္ဓာကိုယ်ကဆေးနဲ့အသားကျသွားရင်ပျောက်သွားနိုင်ပါတယ်ပြင်းထန်တဲ့ဘေးရဲဆိုးရိုးများဂျင်ဘအောက်တာဒါမှမဟုတ်အသက်ရှူခက်တာနှလုံးနဲ့ဆိုင်ပါတယ်မဲနေတဲ့ဒါမှမဟုတ်တွေးပါတဲ့ဝန်းသွားတာအဆိုင်တွေးယူတာပါတွေးအန်တာဒါမှမဟုတ်ကော်ပီမှုတ်လို့အန်တာခြေလက်တွေဒါမှမဟုတ်ခြေဘွားတွေပေါရောက်တာအရေးပြားမှာပြင်းထန်တဲ့အထုအကျိတ်တွေ အရေပြားဓမ္မတဲ့တာတွေရှိလာရင်ဆရာအောင်ကိုအကြောင်းကြားသင်ပါတယ်။ယောဂလက္ခဏာတွေပြင်းထန်ရင်ဆေးရုံအမြန်သွားသင်ပါတယ်။တတိပြုဆရာအချက်တွေကိုပြောရရင်ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသာတောက်ပါ။အရက်နဲ့တွဲမတောက်ပါနဲ့။ဗိုက်ထဲမှာသွေးယိုနိုင်ချေပိုများစေပါတယ်။ရေမှန်မှန်တောက်ပါ။ဆရာဝန်ခွင့်ပြုချက်မပါဘဲအခြား NSAIDS ဆေးတွေဥပမာ Ibuprofen နဲ့တွဲမတောက်ပါနဲ့။ နောက်ဆုံးအကြံပြုကျင်တာကတော့မလောက်ဆီကန်ကနာတာရှိကြိုက်ခဲရောင်ရမ်းတာတွေအတွက်အစွမ်းထက်ပြီးအသုံးဝင်ပါတယ်ဒါပေမဲ့သတိထားပြီးမှန်မှန်ကန်ကန်သုံးရပါမယ်သင်ရဲ့ကျန်းမာရေးမှတ်တမ်းအပြည့်စုံကိုဆရာကိုအမြဲတမ်းပြောပြပါအခုပြောပြတဲ့မလောက်ဆီကန်အကြောင်းပြောပြလို့ဒီဆေးတစ်ခုတည်းသတိပြုရမှာမဟုတ်ပါဘူးဒီဆေးနဲ့အုတ်စုတူတဲ့ဆေးတွေအကြောင်းကိုလည်းသိဖို့လိုလာပါတယ် N S A I D S non steroidal anti inflammatory drug ဆိုတာပါလေ NSAIDs ဆိုတာနာကျင်မှုတက်တာဖို့ရောင်ရမ်းတာကြဖို့နဲ့ဖျားတာကိုလျှော့ချဖို့သုံးတဲ့ဆေးအုပ်စုတစ်ခုပါဒီဆေးတွေဟာ steroid မပါဝင်ပါဘူးပြီးတော့အသုံးများတဲ့ဆေးတွေဖြစ်ပါတယ်အသုံးများတဲ့ NSAIDs ဆေးတွေကဘာတွေလဲ ibuprofen naproxen meloxicam diclofenac salicylic acid aspirin aspirin ကတော့နည်းနည်းလေးဆိုရင်နှလုံးအတွက်ကာကွယ်ပေးပါတယ် NSAIDS ဆေးတွေဘယ်လိုအလုပ်လုပ်လဲဒီဆေးတွေက prostaglandin လို့ခေါ်တဲ့ကိုခန္ဓာအတွင်းဓာတုပစ္စည်းတွေကိုပိတ်ဆို့ပေးပါတယ်ဒီဓာတုဓာတ်ပေါင်းတွေကနာကျင်တာရောင်ရမ်းတာဖျားတာတွေကိုဖြစ်စေပါတယ်ဒါပေမဲ့ prostaglandin တွေကသင့်အစာရင်ကိုကာကွယ်ပေးပြီးကြောက်ကတ်တဲ့နှလုံးမှာ သွေးစီးဆင်းမှုကိုကူညီပေးပါတ ဒါကြောင့်သူတို့ကိုအရန်ပိတ်ဆို့လိုက်ရင် ပြဿနာကြီးဖြစ်နိုင်ပါတယ်။အစာအိမ်နဲ့နှလုံးအပေါ်ဘေးတွေဆူကြိုးများနံပါတ်1အစာအိမ်ပြဿနာများ NSAIDS series ကအစာအိမ်နံရံကို ထိခိုက်စေပြီးအစာအိမ်ကိုကာကွယ်ပေးတဲ့အချွဲတွေကိုညှော်နေစေနိုင်ပါတယ်။ဖြစ်နိုင်တဲ့အကျိုးသက်ရောက်မှုတွေကတော့ရင်ပူတာ၊ဗိုက်နာတာ၊ပြို့တာ၊အစာအိမ်အနာဖြစ်တာ၊အစာအိမ်တွေးယူတာပြင်းထန်ပါတယ်။ ဒီယောဂါတွေကဘယ်အချိန်မှာပိုများလဲဆိုရင်စေပမာဏများများတောက်ရင်ရက်တတပပေါင်းများစွာအချိန်ကြာကြာတောက်ရင် အသက်60ကျော်ရင်အရက်တောက်ရင်အစာရင်အနာရှိသားဆိုရင်ဘေးရွယ်ဆိုးကျိုးကိုပြင်းပြင်းထန်ထန်ခံစားရတတ်ပါလေ။နံပါတ်2နှလုံးအန္တရာယ်များတချို့ NSAIDS တွေကအောက်ပါအန္တရာယ်တွေကိုမြင့်တက်စေနိုင်ပါတယ် နှလုံးရောဂါလေဖြတ်တာသွေးရိုးတာဒီ NDA တွေကဘယ်အချိန်မှာပိုများလဲဆိုရင်နှလုံးရောဂါရှိပြီးသားဆိုရင် NSAIDS ကိုနေ့တိုင်းဒါမှမဟုတ်ပမာဏများများတောက်ရင်အသက်50ကျော်ရင်ဆေးလိပ်တောက်ရင်ဒါမှမဟုတ်ကိုလက်စထရောများရင် Aspirin ဆေးပမာဏနည်းနည်းကတော့ကွဲပြားပါတယ်သူကနှလုံးကိုကာကွယ်ပေးပါတယ်ဒါပေမဲ့အခြား NSAIDS တွေကဥပမာ Ibuprofen diclofenic ကတော့အန်ဒီရမြင့်တက်စေနိုင်ပါတယ်။ဘေကင်းစွာသုံးဆွဲရန်အကြံပြုချက်များကိုပြောရရင်အ ਨੇ စုံပမာဏကိုအတိုဆုံးအချိန်သာသုံးဆွဲပါ။ NSAIDS နှမျိုးကိုဘယ်တော့မှတွဲမတော့ပါနဲ့။အစာရင်ကိုကာကွယ်ဖို့အစာနဲ့ဖြစ်ဖြစ်နို့နဲ့ဖြစ်ဖြစ်တွဲတော့ပါ။အောက်ပါအခြေအနေတွေရှိရင်သင့်စရာကိုပြောပြပါ။အစာရင်ပြဿနာများ၊ကြောက်ကဓာမမုံနှလုံးပြဿနာများ၊သွေးတိုးခြင်းဆရာဝန်အနေနဲ့အကြံပြုချက်ကိုပြောရရင် N S A I D S တွေကနာကျင်မှုအတွက်အစွမ်းထက်ပြီးအသုံးဝင်ပါတယ်ဒါပေမဲ့ပညာရှိရှိသုံးဆွဲရပါမယ်မှားယွင်းစွာ သုံးဆွဲရင်သင်ရဲ့အစာရေနှလုံးဓာတ်မှုကြောက်ကပ်ကိုထိခိုက်နိုင်ပါတယ်ဆရာဝန်ရဲ့ညွန်ကြားချက်တွေကိုအမြဲတမ်းလိုက်နာပါသင်အနေနဲ့အပြင်စည်းဆိုင်ကနေဝယ်လို့ရတဲ့ N S A I D S ဖြစ်ရင်တောင်မှပဲခုပြောတဲ့အတိုင်းတိတိကျကျလိုက်နာသင်ပါ အစဆုံးကြည့်ရှုအားပေးအတွက်ကျေးဇူးတင်ပါတယ်။နောက်နောက်လော်လကူကြည့်ရှုနိုင်ဖို့အတွက် subscribe ကိုချိန်နှိပ်ပေးထားပါလို့မြတ်တာရက်ခံပါတယ်။ like နဲ့ share ကိုလည်းနှိပ်ပေးစေချင်ပါတယ်။လူသားအားလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Happy good day